မင်္ဂလာပါရှင်။မတ်လ29ရက်ကျသားပတိနေ့ကင်ဒရာဝတီ time တင်ဌာနရဲ့ရုပ်သံတင်ကိုတင်ဆက်ပေးပါရမယ်။ပရူဆိုအရှိဘက်ချန်ကိုလက်နေကြီးနှလုံးချရောက်ခဲ့ပြီးဒိတာခန်အမျိုးသမီးတဦးထိမှန်ကတန်ရာပြင်းထန်တယ်လို့ဆိုပါရယ်။နန်းဆန်ခန်ကြေးရွာကလေတော့မှမိုင်းနေမိတဲ့အမျိုးသမီးညာခြေတစ်ဖက်ဖြတ်လိုက်ရပါရယ်။ KSTC ကျောင်းမှာစာသင်ကြားမှုအပြင်လက်တွေ့ကျင်းဆင်းမှုပါသင်ကြားဆောင်ရွက်ပေးနေတယ်လို့ဆိုပါတယ်။စာသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။ပရူဆိုမြို့နယ်အရှိဖက်ချန်ကဂျေးရွာတရွာကိုပြီးခဲ့တဲ့မတ်လ24ရက်နေ့ည9:00နာရီခွဲအချိန်မှာစကောင်းစီရဲ့ပရူဆိုအခြေဆိုင် ခမရ93တက်ကနေလက်နေကြီးပြစ်ခတ်ခဲ့တာကြောင့်ဒေသခံအမျိုးသမီးတအူးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူဟာအသက်50ကျော်အမျိုးသမီးတဦးဖြစ်ပြီးကျောကုန်းနဲ့ခြေတလုံးထိမှန်ခဲ့ကဒဏ်ရာပြင်းထန်တယ်လို့ဆိုပါတယ်။ဒါ့အပြင်လူနေအိမ်နှလုံးလည်းထိမှန်ပျက်စီးခဲ့တာပါ။လရှိမှာတော့လက်နဲ့ကြီးထိမှန်ထားတဲ့အမျိုးသမီးဟာဆေးကုသမှုခံယူနေရပါတယ်။ ပြီးခဲ့တဲ့နှစ်တွင်မှလည်းနေရက်ပြန်ကြည့်တဲ့စစ်ဘေးရှောင်တွေနဲ့ဒေသခံတွေရာခင်းထဲသွားချိန်တွေမှလည်းစစ်ကောက်စီဖက်ကနေမကြာခဏလက်နက်ကြီးပစ်ခတ်တာမျိုးရှိတာကြောင့်ဒေသခံတွေဟာလုံခြုံရေးစိုးရိမ်နေကြရပါတယ်။ဂရီနီပြည်နမ်းမဲ့ခုံမြို့နယ်နန်းဆန်ခဲကြီးရွာရဲ့လေတော်မှာ မနေ့ကမက်ရှလာ26ရက်မနေ့9နာရီအချိန်အမျိုးသမီးတူမိုင်းနေမိပြီးညာခြေတစ်ဖက်ဖျက်လိုက်ရတယ်လို့နမ့်မဲ့ခုံမျိုးနဲ့အရေးပေါ်ကဲဆယ်ရေးအဖွဲ့ဝင်တူကကန်ဒရာဝတီ time ကိုပြောပါရယ်မိုင်းနေမိတဲ့အမျိုးသမီးဟာအသက်40ဝန်းကျင်အရွယ်ဒေါ်မူလုံးဖြစ်ပြီးလက်ရှိဒေါ်ပေါ်ကူခြေရွာမှာနေထိုင်သူဖြစ်ပါရယ် ကျက်သွန်ဖြူစိုက်ခင်တဲ့ကျက်သွန်ဖြူလိုက်ရှာကောက်ဖို့သွားရကနေမိုင်းနေမိခဲ့တာဖြစ်တယ်လို့နမဲခုံမြို့နယ်အရေးပေါ်ကဲဆဲရေးအဖွဲ့ဝေးစီကတီးရပါတယ်။ဆိုင်ကယ်ကိုအရေးရှိတဲ့နေရာမှာထားဖို့သွန်သွားချိန်ဆိုင်ကယ်ဘိန်းနဲ့မိုင်းကို နေမိခဲ့တာပါ။မိုင်းနေမိသူအမျိုးသမီးရဲ့ညာဖက်ခြေထောက်ဟာအယိုးကြေကုန်တာကြောင့်ဖြတ်ထုတ်လိုက်ရပြီးဘယ်ဖက်ခြေထောက်ဟာလည်းအနေငယ်ထိခိုက်မှုရှိတယ်လို့ဆိုပါတယ်။ အာမတ်တေပရာဟိတအသင်းနဲ့ကျွန်းတော်ပရာဟိတအသင်းကနေမိုင်းနေမိသူအမျိုးသမီးကိုဆေးရုံပို့ဆောင်ပေးခဲ့ပြီးလက်ရှိမှာတော့ဆေးကုသမှုခံယူနေပါတယ်။ Time Greenie နဲ့စကား Greenie ဒုက္ခသည်စခန်းအမတ်တင်မှာဖွင့်လက်တင်ကြားပေးနေတဲ့ Greenie လူမှု ဖွံ့ဖြိုးရေးတည်ရန်ကြောင်း KSDC ကြောင်းဟာစာတင်ကြားမှုတမကလက်တွေ့တင်ကြားမှုပါဆောင်ရွက်ပေးနေတဲ့ကြောင်းဖြစ်တယ်လို့ဆိုပါတယ်။ KSTC ကျောင်းမှာတော့အခြေခံသေတန်းကျောင်းနဲ့အစစ်မြစ်သေတန်းကျောင်းဆိုပြီး program တစ်ခုရှိကအခြေခံသေတန်းကျောင်းမှာတော့လက်တွေ့သင်ကြားမှုမရှိပေမဲ့အစစ်မြစ်သေတန်းကျောင်းမှာတော့စာတွေ့အပြင်လက်တွေ့ကွင်းဆင်းသင်ကြားမှုပါဆောင်ရွက်ပေးနေတာပါမနေ့ကမတ်လ26ရက်နေ့မှာတော့23ကျိမ်းမြောက်အခြေခံသေတန်းကျောင်းနဲ့25ကျိမ်းမြောက်အစစ်မြစ်သေတန်းကျောင်းမှာသင်ယူပြီးမြောက်သွားတဲ့ကျောင်းသူကျောင်းသားပေါင်း86ဦးကိုလက်မှတ်ပေးအပ်ခဲ့ပါတယ် ဘာသာရပ်အနေနဲ့ကွန်ပျူတာလူမှုဖွံ့ဖြိုးရေးနိုင်ငံရေးနဲ့ဥပဒေဆိုင်ရာဘာသာရပ်တွေကိုသင်ကြားပေးခဲ့ပြီးအဲ့ဒီဘာသာရပ်တွေကို အခြေခံသေတမ်းကျောင်းမှာတော့အခြေခံအစ်စ်သားသင်ကြားပေးပြီးအစ်စ်မြင့်ကျောင်းမှာတော့ပုံမူသုံးမြင့်သင်ကြားပေးနေတယ်လို့ကျောင်းသားတွေစီကသိရပါဗျ။ကင်ဒရောဒီထိုင်းရုပ်တင်တင်ကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကျမဘီကင်ပြီးလူအင်စနာပြေဝကြပါစေရှင်ကျမမောင်ညာမှာပါ